ဒေါ်လန်ထရန့်ရဲ့အမေရိကန်သမ္မတဒုတိယသက်တမ်းကျန်းသစ္စာကျေဆွခဲ့ပြီးနောက်သမ္မတရတ္တရာအဖြစ်သမိုင်းမှတ်တမ်းထူးခဲ့ပြီးဖြစ်ပါတယ်။သမ္မတတို့ရဲ့တိုးတက်မှုအကဲဖြတ်ဖို့ပထမရတ္တရာကိုစံထားပြီးသင်္ကေတတစ်ခုအနေနဲ့ဘာတွေလုပ်ခဲ့လဲဆိုတာကြည့်ရှုသုံးသပ်လေ့လာတာဟာဆယ်စုနှစ်ပေါင်းများစွာရှိပြီးဖြစ်ပါတယ်။သမထအနေနဲ့ကတော့ဒီရပောင်းတရာတွင်မှာအမေရိကန်အစိုးရကိုပြန်လဲဖုံးပေါ်ခဲ့ပြီးကမ္ဘာတဝန်းတန်မှန်ရေးနဲ့စီးပွားရေးဆက်ဆံမှုကိုအများကြီးကြောင်းလို့ဖြစ်ပါတယ်။ ဝေဖန်သူတွေကထရန့်ဟာသမရလောက်ပိုင်ခွင့်အမိန်အာဏာကျေကျေပြန့်သုံးပြီးသမရအာဏာကိုကျော်လွန်တဲ့လှုပ်ဆောင်မှုတွေကြောင့်နိုင်ငံတကာမဟာမိတ်ကြီးနဲ့ဝေးကွာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ထရန့်ကိုထောက်ခံသူတွေအတွက်ကတော့သမရထရန့်ဟာသူ့ရဲ့ရွေးကောက်ပွဲကတိကိုဖြည့်ဆည်းပေးနေတယ်လို့အခိုင်အမာယုံကြည်နေတော့မှာဖြစ်ပါတယ်။သမရရွေးကောက်ပွဲမဲဆွေတော်ကဒေါ်လေးထရန့်ဟာသူ့အင်ဖီရိုကိုပြောင်းရောက်တာနဲ့တိတ်တာတဲ့အပြောင်းလဲတွေယူဆောင်လာမယ်ဆိုတဲ့သူ့ရည်ရွယ်ချက်ကိုထက်တလဲလဲပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ဒီပြောင်းလဲတွေဟာအလင်းမြဖြစ်ပေါ်လာလိမ့်မယ်လို့မျှော်လင့်ထားသူနိုင်ငံသားရှိပါတယ်။ဒေါ်နယ်ထရန့်ဟာသမ္မတဖြစ်ကျင်းသစ္စာကျင်းဆိုပြီးရုံးထိုင်တဲ့၃လအတွင်းမှာ58ဦးရောက်သမ္မတအမိတ်အာဏာကိုအရင်သမ္မတတွေနဲ့အနိုင်ငံသားတွေ့ခဲ့ပြီးမုံတိုင်းထံတဲ့အလားအမိတ်တွေတစ်ခုပြီးတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ သမရာဘော့ပန်နဲ့လက်မှတ်ရေးထိုးတဲ့စာရွက်စာတမ်းတွေနဲ့အတူဆိုရှယ်မီဒီယာပေါ်မှာစလုံးကြီးတွေနဲ့မူဝါဒကြီးညာချက်တွေပြုလုပ်ပြီးတော့သူ့မိတ်အာနာဟာမှုန်တိုင်းတစ်ခွဲလှဲနေလေအောင်မြင်းဆောင်မကြံအမေရိကန်ပြည်သူတွေစီထိုးပေါက်ဝင်ရောက်ခဲ့တာဖြစ်ပါလေအခုလိုထဲလက်ပွဲဟာအရှင်ပြည်နဲ့သမရာတို့ရဲ့ချင်ရှားတဲ့လုံဆောင်မှုဟာထောက်ခံသူတွေအတွက်သမရာဟာဂရီကိုကိုဖြည့်ဆည်းပေးကမျော်လင့်ထားတဲ့ပြုပြင်ပြောင်းလဲမှုကိုအကောင့်ထဲဖော်ပြနေတာလို့ရှုမြင်နေပါတယ်ဝေဖန်သူတွေကတော့ထရန့်ရဲ့လုပ်ရက်တွေဟာ နိုင်ငံအပေါ်ပြန်လည်ပြုပြင်ပြရတော့တဲ့ထိခိုက်မှုထိတောင်ဖြစ်ပေါ်စေပြီးသမရအာဏာကျော်လွန်သွားပြီဆိုပါတယ်။အရေးကြီးတဲ့အစိုးရလုပ်ငန်းတွေကိုထိခိုက်စေပြီးသမရယာရုကိုအပိသက်ပုံဖော်ပြောင်းလဲသွားစေနိုင်တယ်လို့ထင်မြင်ယူဆနေပါတယ်။ထရဲ့သမရရတ္တရာဒီကလှုပ်ဆောင်ချက်ကပါလေလဲကြည့်ရအောင်မြတ်။ပထမဆုံးကအုတ်ချွေဆိုင်ရာမိတ်နေပါရတရာတွင်ထရန့်ဟာအုတ်ချုံရေးမိတ်142ခုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးဒါဟာအမေရိကန်သမိုင်းမှာရတရာအတွက်အများဆုံးဖြစ်ပါတယ်။ လူဝင်မှုကြည်ရင်နဲ့တမရဖြစ်တဲ့ပထမနေ့မှာပဲတရားမဝင်ဝင်ရောက်လာသူတွေကိုပြည်နှံပေးဖို့အမိန့်ထုတ်ပါတယ်။တွင်းကုန်ခေါ်စီးကြတာကတော့မက်ဆီကိုကနေဒါ EU နဲ့တရုတ်ပါဝင်ကုန်သွယ်ရေးမိတ်ဘက်တွေနဲ့တကဘာလုံးရဲ့တွင်းကုန်တွေပေါ်အခွန်ချမှတ်ပါတယ်။အထူးသဖြင့်တရုတ်ကုန်တွေပေါ်145ရာခိုင်နှုန်းအထိအခွန်တိုးမြင့်လာပြီးတရုတ်ကလွှဲပြီးတော့တခြားနိုင်ငံတွေကိုတော့ရက်90ပြိုင်ဆန်းခဲ့ပါတယ်။ နောက်တစ်ချက်က Federal ဆိုရဝန်ထမ်းလျှော့ချတာပါဆိုရဘတ်ဂျက်အလေအတွက်မဖြစ်ရအောင်ဆိုပြီး Federal ဆိုရဝန်ထမ်းတသိန်းကျော်လောက်ထုတ်ပြတယ်နိုင်ငံသားအကူအညီနဲ့ဆိုရထဏတွေဖြတ်သိမ်းတဲ့ USA လိုနိုင်ငံတကာအကူအညီပေးရေးအေဂျင်စီကိုဖြတ်သိမ်းတဲ့နိုင်ငံသားရေးဝန်ကြီးဌာနအောက်ထားရှိပြီးတော့လူသားချင်းစာနာထောက်ထားမှုကူညီအနေနဲ့သာပေးထားပါတယ် ပညာရေးဌာနအပေါင်းရဲ့ဖက်ဒရယ်ဌာနတွေကိုဖျက်သိမ်းမှုကြိုးပမ်းခဲ့ပါတယ်။နောက်တစ်ခု VOA နဲ့ IFA ကိုဘတ်ဂျက်ဖျက်တောက်တဲ့ American အစိုးရဘတ်ဂျက်နဲ့လည်းညီပတ်နေတဲ့ VOA နဲ့ IFA ပါဝင်သတင်းဌာနတွေရဲ့ USAGM ဖွဲ့ကိုဘတ်ဂျက်ဖျက်တောက်လို့သတင်းတွေကောင်ရက်ဆိုင်ခဲ့ပါတယ်။ယူကရိန်းစစ်ပွဲဟိုတဲ့မဲဆွဲစဉ်24နှစ်အတွင်းယူကရိန်းစစ်ပွဲဆုံးသတ်မယ်လို့ပြောပြီးမဲ့ယူကရိန်းနဲ့ရုရှားကြားဆေးဆက်မှုနိုင်အလင်းမြန်လှုပ်ဆောင်ဖို့တိုက်တွန်းပြီးမဲ့ ရုရှားသမ္မတပူတင်ရဲ့သဘောတူမှုမရခဲ့တဲ့အတွက်မအောင်မြင်ခဲ့ပါဘူး။နေတိုးနဲ့မဟာမိတ်ရဲ့ပေါ်မူဝါဒတွေပြောင်းနေနေတိုးမဟာမိတ်ရဲ့အနေနဲ့ရမုံငွေပို့ထည့်ဖို့ဖိအားပေးခဲ့တယ်လို့ဂရန်လန်ဂျိုကိုလိုချင်တယ်။ကနေဒါကအမေရိကန်ရဲ့50ခုမြောက်ပြည်နယ်ဖြစ်ထည့်သွင်းခြင်းနဲ့ဒီကိစ္စတွေကိုပြောင်းကြကြပြောဆိုခဲ့ပါတယ်။နောက်တစ်ခုကရာသီဥတုသဘောတူညီချက်တွေကြုံသိနေရာသီဥတုထင်းသိမ်းဆိုင်ရာပါရီသဘောတူညီချက်ကလည်းထပ်မံနှုတ်ခွတ်တယ် ။ဘိုင်ဒန်လက်ထက်မူဝါဒတွေကိုဖျက်သိမ်းတယ်။စွဲရင်ထုတ်လုပ်မှုမှလည်းကန့်လွတ်ရင်းနဲ့တွဖောက်မှုနဲ့အလတ်စကာမှာသဘာဝတငွေနဲ့ရင်းနှံရှာဖွေရေးကိုခွင့်ပြုတဲ့အမိန့်တွေလက်မှတ်ထိုးတယ်။လူငင်းချမ်းသာခွေကတော့2021ဇန်နဝါရီလ6ရက်နေ့ကထွန်းထောက်ခံသူတွေလွတ်တော်ကိုဝင်စီခဲ့လို့အဖမ်းခံရသူ1500လောက်ကိုလူငင်းခွင့်ပေးခဲ့တယ်။တောင်းတချက်ကတော့ထွန်းရဲ့လှုပ်ဆောင်ချက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားဥပဒေစိုးမိုးမှုကိုစိန်ခေါ်နေတယ်လို့ဝေဖန်သူတွေကဆွဆွဲပါတယ် လူလူထောက်ခံစစ်တမ်းရထရန့်ဟာထောက်ခံမှုနှုန်းဖေဖော်ဝါရီလမှာ47%ရှိခဲ့တာနဲ့အေပီလမှာ40%ထိကျဆင်းသွားပါတယ်။အထူးသဖြင့်ကုန်သွယ်ရေးခွန်စည်းကြမှုတွေနဲ့ဖက်ဒရယ်ဌာနဖျက်တောက်မှုတွေအတွက်သဘောမတူမှုများပြားတာတွေ့ရပါတယ်။တော်လည်းထရန့်ရဲ့သမ္မတရည်ရမှာတော့အနေအမြန်ပြောင်းလဲနေတဲ့ငင်းပွားပွဲလှုပ်ဆောင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ ထားနေတဲ့လူမှုကြီးကြပ်ရေးစီးပွားရေးပြည်ပြင်ပြောင်းလဲမှုဖက်ဒရယ်အစိုးရအဖွဲ့တွင်ဖြစ်တော့ရေးနိုင်ငံခြားရေးမူဝါဒပြောင်းလဲတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါတွေအမေရိကန်ဒေသအဓိကဆိုတဲ့မူဝါဒအတိုင်းအကောင့်ထဲပေါ်ဖို့ရည်ရွယ်တာဖြစ်ပေမဲ့တရားရေးဆိုင်ရာစင်ခုံမှုတွေပြည်သူထောက်ခံမှုကြာဆင်းမှုတွေနဲ့နိုင်ငံတကာအတွက်မတည်ကြမရင်ရမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။